ပြည်သက်များရှင်ဒီနေ့မှာတော့မမန်သည်အကြောင်းပြောပြမှာဖြစ်ပါတယ်မမန်ပေါင်းထုတ်တွေကိုသာ စားဖို့ကြပြီမြင်အခုနောက်ပိုင်းမှာတော့လက်ဆက်ပြီးအရသာရှိတဲ့မမန်သည်အချိုသီးတွေကိုဈေးကွက်ထဲမှာအလွယ်တကူမြင်နေရပါပြီမမန်ပင်ဟာဆွဆွအေးမြတဲ့ဂေးသားမျိုးကိုကြိုက်ပါတယ်မူလပေါက်တာကဥရောပတိုက်တောင်ပိုင်းနဲ့အာရှတိုက်အနောက်ပိုင်းဒေသတွေမှာပါ အဲ့ဒီကနေအမေရိကတိုက်အာရှတိုက်နဲ့ဥရောပအနောက်ပိုင်းကိုရောက်လာတာပါမမန်းပင်ဟာအမြင့်ပေ3000နဲ့အထက်မြင့်နဲ့ကုန်းမြင့်တွေမှာပေါက်တာကြောင့်မြန်မာနိုင်ငံမှာတော့အောင်ပန်းကလောနှောင်းချူနဲ့တောင်ကြီးမြို့အနီးတစ်ပိုက်မှာသာစိုက်ပျိုးဖြစ်ထွန်းပါတယ်ပြည်ဦးလွင်မှာတော့အများဆုံးစိုက်ပါတယ်မမန်းသီးကိုမမန်းယူတော်ပီမမန်းချူ မမှန်းကျင်မမှန်းဝိုင်းတွေပြုလုပ်ပြီးပြည်တွင်းစည်းကွက်တွေမှာရောင်းချတဲ့အပြင် နေဆက်ကုံသွေးကြီးကနေတဆင့်မလေးရှားနိုင်ငံကိုလည်းတင်ပို့ပါတယ်မမှန်းသည့်ကအကြမ်းပြင်းအနေနဲ့တီစာမျိုးနဲ့စားရည်စိမ်ဆိုပြီးနှမျိုးရှိပါတယ်မမှန်းသည့်ဟာကယ်လိုရီနည်းပါပြီးအဆီမပါတာကြောင့်ကျန်းမာရေးအတွက်ကောင်းပါတယ်ဒါ့အပြင်ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတဲ့ antioxidants အာရာဓာတ်နဲ့ vitamin C ဗီတာမင် E, ဗီတာမင် K, folic acid, သံဓာတ်၊ chlorine, potassium နဲ့ magnesium တွေပါလို့တနေ့တာလိုအပ်တဲ့အာဟာရဓာတ်တွေကိုမမှန်သေးကနေရနိုင်ပါတယ်။မမှန်သေးမှာပါတဲ့ potassium ဓာတ်ကသွေးကြောတွေကိုကျေစေနိုင်တာမို့နှလုံးကိုလည်းကျန်းမာစေပါတယ်။မမန်းသီးမှာဗီတာမင်နဲ့သတ္တုဓာတ်တွေအများကြီးပါလို့ကိုယ်ခံအားကောင်းပြီးကင်ဆာဖြစ်နှုန်းကျော်ကြစေပါတယ်။ မမန်းဒီကအစီစဲတွေအဝလွန်နာနဲ့ရောင်ရမ်းနာကိုတားဆီးပေးတဲ့အာနိသင်တွေပါတာကြောင့်ကိုလက်စတောများတာစီးကျိုသွေးကျိုနဲ့နှလုံးသွေးကြောခြင်းယောဂါလိုမျိုးအဝလွန်နာနဲ့ဆက်ဆက်တဲ့ယောဂါတွေရန်ကနေကာကွယ်ပေးပါတယ်။ပြီးတော့အမြင့်တက်ကျွမ်းဝစီရမှုအစာချေစနစ်ကိုကောင်းမွန်စေပြီးဦးလန်းချောင်းတွေကအစိတ်တောက်ပြီးဖယ်ရှားတန့်စင်ပြေးတာမှုအစာမကြေဖြစ်တာနဲ့ဝမ်းချုပ်တာမျိုးလိုယောဂါတွေကနေကာကွယ်ပေးပါတယ်။ မမန်းတိကျောက်ကိုစားရင်တော့အယိုးကျမ်းမာကြီးအယိုးဘွားယောဂါကိုကာကွယ်ပေးတာအယိုးဒုတွေကိုအားဖြည့်ပေးတာအယိုးတွေကိုတန်မာကြံ့ခိုင်စေတာတို့ကိုအထောက်အကူပြုပေးပါတယ်မမန်းတိဖြော်ရည်တောက်ရင် အသက်ကြီးလာရင်ဖြစ်တတ်တဲ့မှတ်ဉာဏ်ယူရင်းမှုတွေကိုကာကွယ်ပေးနိုင်တယ်လို့သုတေသီတွေကမှတ်ချက်ပြုထားကြပါတယ်ဒါရီအပြင်လီလာတင်ယူနိုင်စွမ်းနဲ့မှတ်ဉာဏ်ကိုတိုးတက်တဲ့အပြင်မမန်းတိကိုပုံမှန်စားပေးမယ်ဆိုရင် အယ်ဇိုင်းမာယောဂါနဲ့မှတ်ဉာဏ်ချိုးယွင်းမှုလိုမျိုးယောဂါတွေဖြစ်တာကနေကာဝေပြေးနိုင်ပါတယ်။တချို့ကတော့မမန်တိကိုဒီတိုင်းအသီးလိုက်စားကြသလိုစားဒါမှမဟုတ်ရစားနဲ့လည်းတွဲဖက်စားကြပါတယ်။နောက်ပြီးတော့တုပ်စားတာမမန်းချိုပေါင်းလှုပ်စားတာတော်ဖီအင်းင်းနဲ့လှုပ်စားတာယူထိုးတာနဲ့ဝိုင်းလှုပ်ပြီးတောက်ကြတာလည်းရှိပါတယ်။မမန်းဝိုင်ဟာဆေးအနေနဲ့သုံးသက်ရင်ဆေးကောင်းတက်လက်ဖြစ်ပါတယ်။ ဒါကြောင့်မမန်းဝိုင်ကို နေ့စဉ်မိဝဲပေးနိုင်ရင်ကျန်းမာရေးအတွက်အတော်လေးအထောက်အကူဖြစ်တာကိုအကြံပြုပြောပြခဲ့တာပါရှင်။